没关系。 စီအန်အန်သတင်းဌာနရဲ့တပတ်အတွင်းသတင်းသုံးသပ်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတော့ကျမရေရနာနဲ့အတူကျွန်တော်အောင်ပြေတို့ကတင်ဆက်ပေးတော့မှာပါ။ဒီဘက်မှာရောဘလို့တရင်အကြောင်းအရာတွေကိုတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတာပြပြပေးပါအောင်။ဟုတ်ကဲ့ဒီတစ်ပတ်မှာတော့ဗောလေဒီ match လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းရဲ့နောက်ဆက်တွဲအနေနဲ့ဒီကေဇေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတဲ့အကြောင်းအရာတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။အဲ့ဒါတွေကတော့ငလင်းကေဇေးရေးဆောင်ရွက်နိုင်ဖို့အပြည့်ရဲ့ကြီးညာဖို့လိုတယ်ဆိုတဲ့အကြောင်းနဲ့ကေဇေးရေးပစ္စည်းတွေဈေးမတင်ဖို့ပရာဟိတအသင်းတွေတောင်းဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားတာပါ။ ဒါဆိုရင်အရင်ဆုံးငလင်ကစရေးဆောင်ရွက်နိုင်ဖို့အပြည့်ရဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်။ဒီလိုအခြေအနေမျိုးမှာကအပြည့်ခက်ရစေးရေးကတကယ်လိုအပ်တယ်ပေါ့လေ။ဒါကြောင့်အပြည့်ခက်ရစေးရေးအတွက်အထူးကကြတဲ့နိုင်ငံတော်အဖွဲ့အစည်းကနေပြီးတော့စပြီးတော့ကြီးညာပေးရင်အကောင်းဆုံးဖြစ်တယ်။အဲ့ဒါဆိုရင်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေလွတ်လပ်စွာသွားလာနိုင်အောင်လို့အမြန်ဆုံးလှုပ်ပေးဖို့လိုတာပေါ့လေ။ ဒီအပြစ်ခက်ရက်စေးကတော့အကောင်းဆုံးအစီအစဉ်ပဲပေါ့ဒါ6လတနေ့အစီအစဉ်မပြီးမချင်းရက်ဖို့လိုတာပေါ့လေအခု AEO တွေကပတ်စံရှိတဲ့အဖွဲ့တွေကတော့ပေးနေပေါ့လေဒီကိုကန်တို့ဝါတို့သူ့အဖွဲ့နဲ့သူကတော့ကူကြတာရှိတယ်မကူနိုင်တဲ့အဖွဲ့တွေကလည်းမကူနိုင်ဘူးပေါ့လေဒါမဲ့နောက်တော့မနောက်ရှက်ဘူးအထူးကကတော့ဘယ်သူမှမနောက်ရှက်ဖို့ပဲလိုတာပေါ့လေနာဆက်ကဘက်ကနေပြီးတော့အပြစ်ရက်ဖို့ပြောဖို့လိုတယ်ဆိုပြီးထောက်ပြမှုတွေရှိပါတယ်ငလင်ပေးတဲ့အတင်ဒေတာတွေနဲ့ဆက်ဆက်တဲ့ခိုင်တွေအတွင်းမှာဒီခုခံကာကွယ်စစ်ကလွဲပြီးတော့ကိုထိုးစစ်အားလုံးကိုသတင်းနှစ်ပတ်ကြာရက်ဆိုင်ဖို့နဲ့လိုအပ်တာတွေကိုကူညီဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာဝေးဝင်ကြီးထား ဌာနကထုတ်ပြန်ထားပါတယ် စင်ကာပူနိုင်ငံသားဝင်ကြီးကလည်းပေါ့လေမြမဟာငလျင်တန်းကြောင့်တရေးရှင်ရင်ကာလာရောက်နေတဲ့အတွက်တတိယရောက်အပြစ်ခတ်ရက်ဆဲပြီးတော့အသက်တွေကယ်ဖို့နဲ့လိုအပ်သူတွေကိုကူညီဖို့အလုံးစုံအာရုံစိုက်တင်နေဆိုပြီးတော့တိုက်တွန်းထားတာရှိပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့အပြစ်ရက်နိုင်လောက်အောင်အထီးပေါ့လေဘလောက်ထိသူတို့ပုံမှာ PR ပေးနိုင်လဲဆိုတဲ့အပေါ်မှာမူတည်ရဲပေါ့။ဒါပေမဲ့တရုတ်ကသာတကယ်လို့အပြစ်ရက်ဖို့ပြောလိုက်မယ်ဆိုရင်တော့ရက်ကောင်းရက်နိုင်နေဆိုပြီးတော့ထောက်ပြရတယ်တွေ့ရပါတယ်။ဒါပေမဲ့ရှေ့ဆက်သွားဖို့အတွက်အပေးယူညှိနှိုင်းကြတဲ့အခါမှာတော့မရတော့ပြန်ဘူးပေါ့လေ။အဲဒီတော့စင်ကာပူကရက်ဖို့အတွက်လည်းပြောတ ယ်ပြီးတော့တခြားသောနိုင်ငံတွေကခေါင်းဆောင်တွေကလည်းပြောတာမျိုးတွေတွေ့ရတယ်ပေါ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ DNLA MNDAA နဲ့ အေရူကတော့ဧပြီလ1ရက်ကနေ30ရက်အထိတက်လာတာတစ်ဖက်သက်အပြစ်ခတ်ရက်စဲချောင်းကိုဒီ2025ခုနှစ်ဧပြီလ1ရက်မှာပူးတွဲကြေညာချက်ထုတ်ပြန်ထားလို့ရှိပါတယ်။ဒါဆိုရင်နောက်ထပ်သတင်းအကြောင်းအရာတစ်ခုဖြစ်တဲ့ကေဆယ်ရေးပစ္စည်းတွေဈေးမတင်ဖို့ပရာဟိတအသင်းတွေကတောင်းဆိုနေကြတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်။ဈေးနှဲပြီးတော့အသင်းတွေရှိတဲ့ပစ္စည်းတွေကအခုချိန်လိုအပ်ချက်တွေများလာတဲ့အခါမျိုးမှာတော့ဈေးတွေအများကြီးတက်လာတွေကိုတွေ့ရပါတယ်။ဒါကြောင့်အများပြည်သူအလူငွေကိုအခြေခံပြီးတော့သုံးစွဲရတဲ့လူမှုရေးအဖွဲ့အစည်းတွေအတွက်ကတော့အခက်အခဲတွေဖြစ်စီရပါလေ။ ဝယ်လို့မရဘူးဆိုတဲ့ခံနာကတော့မရှိဘူးပေါ့လက်ရှိအနေထားမှာဒါပေမဲ့အဓိကကတော့ဒီကယ်ဆယ်ရေး volunteer တွေအသုံးပြုတဲ့အုတ်ထုတ်တို့လက်အိတ်တို့ဖနက်တို့စတဲ့ပစ္စည်းတွေကတော့ပြက်လက်တာတွေရှိတယ်ပေါ့လေဓာတ်ပေါ်ဒီဘက်တွေကတော့ဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပေါ်နေတဲ့အနေထားမျိုးလည်းတွေ့ရပါတယ်။အရင်တော့ကတော့ဈေးနှုန်း3500 4000လောက်ရှိတာကအခုဆိုရင်တော့9500 1000အထိ ဖြစ်လာတဲ့အနေအထားမျိုးတွေကိုတွေ့ရတာပေါ့လေ။ဒါတွေကိုအဖွဲ့အစည်းတွေအတွက်အထူးနှုံထားတစ်ခုအနေနဲ့ရောင်းပေးနိုင်တယ်ဆိုရင်တော့ကောင်းမယ်ဆိုပြီးတော့ဒီကေဆေးလုပ်ငန်းလှုပ်ဆောင်နေတဲ့ပရိုက်တာအသင်းအဖွဲ့တွေကထောက်ပြတွေတွေ့ရပါတယ်။နှွေရလည်းပြင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မို့တိုက်တွေအောက်မှာပိတ်နေတဲ့ဓာတ်ပေါ်တွေကလည်းအနံထွက်လာတာမျိုးတွေရှိတယ်ပေါ့လေ။ဒီဓာတ်ပေါ်တွေဘက်တွေနဲ့ပေါ့လေတိတိကျကျပြည့်ပြည့်စုံစုံထုတ်ပိုးမှအဆင်ပြေမဲ့အနေအထားဖြစ်တယ်ဆိုပြီးတော့လေပရိုက်တာအသင်းအဖွဲ့တွေကထောက်ပြတွေတွေ့ရပါတယ်။ ဟုတ်ကဲ့ပါဒီတဘောဘာပဲဖြစ်လာပြီဆိုရင်တော့ဈေးရောင်းဝယ်လုပ်နေတဲ့လူတွေကဈေးတင်မီရောင်းကြတာကအမှန်တိုင်းပြောရရင်ထုံးစံလူတော်ဖြစ်နေပြီပေါ့လေမြန်မာလူမျိုးဆိုတာကတယောက်နဲ့တယောက်ရိုင်းပင်းတဲ့လူမျိုးဖြစ်တယ်တကယ်တကယ်တမ်းတဘောဘာပဲရဲ့နေကြုံတွေ့နေရတဲ့နေရာတွေမှာရှင်ရင်းဆွဲထက်ကိုမလိုဘဲအများကြီးပေးရတာမျိုးတွေကြတော့လည်းအဆင်မပြေဘူးအဲ့ဒီအတွက်စီးပွားရေးသမားတွေအထူးသဖြင့်အများပြည်သူနဲ့ဆက်ဆက်နေတဲ့ဈေးဆိုင်သမားတွေကိုပြောချင်တာကတော့အေးကျေးဇူးပြုပြီးတော့ဈေးတွေကိုမတင်ဘဲနဲ့ပုံမှန်ဈေးအတိုင်းပဲအများပြည်သူကိုရောင်းချပေးဖို့လိုတယ်ဒီမိမိစီးပွားရေးကိုရှည်တမ်းမတင်ဘဲအများပြည်သူအဆင်ပြေစေဖို့အတွက်ကိုလူမှုရေးစိတ်ဆီတွေနာထားပြီးတော့ရောင်းချပေးဖို့လိုတယ် ်နှိုးဆော်ပါတယ်ဆိုပြီးတော့တိုက်တွန်းတာတွေလည်းရှိပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်ကပြင်ရ9.9အဆင့်ရှိတဲ့ငလင်လောက်ခတ်တာကြောင့်လူပေါင်း1886ဦးသေဆုံးပြီးတော့4639ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင်ဟိုတယ်တွေလူနေအိမ်တွေဘာသာရေးအဆောင်အုံတွေပြီးတော့အစိုးရရုံးတွေဝန်ထမ်းအင်အားတွေလန်ဒရာတွေလည်းပြိုကျပျက်စီးခဲ့ပါတယ်ဟုတ်ကဲ့ပါဒီဒီဘက်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကလည်းဆုံးသလောက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်လာလိုက်ရအောင်လေကောင်းပါပြီရှင့်အခုဆွေးနွေးတင်ဆက်ပေးခဲ့တာကတော့အစီအစဉ်တင်ဒင်းဌာနရဲ့တပတ်အတွင်းတင်ဒင်း30ချက်အစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲရှင်လန်း ချက်မြကြပါစေရှင်